ကလာဒါစာရီအတင်ကပီနာပါချီအတင်းနိပြမော်ရီဟိုဟာ တူရကီဖလားပြိုင်ပွဲအပြီးမှာနီးပြဖြစ်သူပူရက်ကိုကိုတိလက်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။ကလာဒါဆာရီအသင်းကဖီနာဘာဂျီအသင်းကို2ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့တူရကီဖလားကွာတာဖိုင်နယ်ပွဲစဉ်အပြီးမှာမော်ရင်ဟိုဟာပူရက်ရဲ့နှာခေါင်းကိုညှစ်ခဲ့တဲ့ရုပ်သံတွေဆိုရှယ်မီဒီယာပေါ်မှာထွက်ပေါ်လာခဲ့တာပါ။ဒီပွဲအပြီးမော်ရင်ဟိုနဲ့ပူရက်တို့ဟာကွင်းလယ်ဆဝိုင်းထဲမှာပွဲကိုတောင်းဝင်ယူခဲ့တဲ့ဒိုင်းလူကြီးတွေနဲ့အပြန်အလှန်စကားပြောနေခဲ့တာဖြစ်ပါတယ်။ပူရက်ဟာစကားပြောပြီးထွက်ခွာချိန်မှာမော်ရင်ဟိုဟာသူ့ရဲ့အနောက်ကိုလိုက်ပြီးသူ့ရဲ့နှာခေါင်းကိုညှစ်ခဲ့တာပါ။ ။ဘူရဟာဒီဖြစ်ရကြောင်းမျက်နှာကိုအုပ်ပြီးကွင်းထဲလဲကျသွားခဲ့တာဖြစ်ပါတယ်။ကလာတာဆာရီအတင်းထူဥက္ကဋ္ဌမီတင်ကသူတို့ရဲ့နီးပြဘူရက်ကိုမော်ရင်ဟိုကကိုထီလက်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်အဖွဲ့ချုပ်ကအရေးမယူခင်ဖီနာဘာချီအတင်းကအရေးယူမှုတွေပြုလုပ်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ ကလာဒါဆော်ရီအသင်းနီးပြပူရကမော်ရင်ဟိုရဲ့လုပ်ရကြောင်သူ့မှာချစ်ရအနေငယ်ရှိခဲ့တယ်လို့ပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါအဲ့ဒီပြပူရကသူဟာဒီပြရက်ကိုချက်ကားပြီးပြောမှာမဟုတ်ပေမဲ့ဒါကအစင်တန်းရှိတဲ့လုပ်ရမဟုတ်ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကကလာဒါဆော်ရီအသင်းနဲ့ဖီနာပါချီအသင်းတို့ကိုမရှိသေးကြခဲ့တဲ့တူရကီစူပါလိပွဲစဉ်မှာမော်ရင်ဟိုဟာသူတို့ကိုလူမျိုးရေးခွဲခြားခဲ့တယ်ဆိုပြီးကလာဒါဆော်ရီအသင်းကရာဇဝမှုဆိုင်ရာဆွဲဆိုမှုတွေပြုလုပ်မယ်လို့ကြေညာခဲ့သေးတာပါမော်ရင်ဟိုဟာဖီနာပါချီအသင်းနီးပြအဖြစ်တူရကီကိုရောက်ရှိလာခဲ့တဲ့ကဒိုင်လူကြီး တကူဝေဖန်တာအပါအဝင် အခြားဖြစ်ရတဲ့ကြောင့်ပွဲပယ်တဲ့ဒဏ်ချင်းငွေတွေချမှတ်ခြင်းခံရရပြီးဒီဖြစ်ရကြောင့်လည်းရည်ယူမှုခံရပွဲရှိနေတာဖြစ်ပါတယ်။